မင်္ဂလာပါကချွန်ဝိဒရင်သာလာကပတ်စင်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်တော်မယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးတော့မယ်။သတင်းအစီအစဉ်တင်ဆက်သူမယ့်ဆမဲဖြစ်ပါတယ်။ခေါလံဖိုးမှာစစ်ကောင်မရှင်တပ်ကအင်အားဖြည့်တင်တာတွေပြုလုပ်နေပြီးတော့စီးရေလှောင်မှုတွေလည်းရှိနေတယ်လို့စီးရေသတင်းရင်းမြစ်တွေထံကသိရပါတယ်။ ကချင်ပြည်နယ်ခေါလန်ဖိုးမြို့နယ်နဲ့ဆော်လွန်မြို့နယ်လမ်းဆက်ဒေသအဆက်မှာရှိတဲ့လိုင်စင်တောင်ကျောကနေဆုတ်ခွာသွားရတဲ့စစ်ကောင်မရှင်နဲ့ပြည်သူစစ်ခွဲဟာဒီရက်သက်တပတ်အတွင်းမှာစစ်ရေးလှုပ်ရှားမှုတွေထမှန်ပြုလုပ်လာတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။နိုဝင်ဘာ25ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်ပူးပေါင်းအဖွဲ့နဲ့တော်လိုင်းရေးအဖွဲ့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတုံပန်းအိုးဖန်စီရရှိခဲ့တယ်ဆိုတဲ့သတင်းဗီဒီယိုတွေလည်းပြန့်နှံ့လာပါရယ်။ ပြီးခဲ့တဲ့လကစပြီးခေါလံဖူးမှာဗျူဟာမူးကိုတိုင်မြို့ထဲအထိဆင်းပြီးတော့ကြီးကြပ်နေပြီးဂျီတူအစဉ်အရာရှိကရှေရန်စစ်မြေတပြင်ဒီဆင်းပြီးကိုကဲနေတယ်လို့သိရပါဗျ။လက်ရှိမှာစည်ရေးတက်မာနေတဲ့ခေါလံဖူးအပြင်ပူတာအုံနဲ့မချမ်းပေါ်မြို့နယ်တွေမှာလည်းစစ်ကောင်မရှင်ရဲတပ်ရင်းအင်အားဖြစ်တင်းမှုတွေရှိနေတယ်လို့သိရပါဗျ။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစစ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။